ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ငှက်လီမယားနှစ်ယောက်ကြာကရှံပွဲကြည့်ပါအောင်ဒီနေ့ငါဘလောက်တောင်ကောင်းတဲ့အသားရှာလာလဲဆိုတာအဲ့ဒါလေးများရှင်ကလေးတွေအတွက်ပဲအဲ့လောက်တော့လောက်ရမှာပေါ့ရှင်။ ငါကပြေးမှန်းခံနာတာနေရအတိုက်ထဲမှာပဲထိုင်ပြီးငါ့အမိတ်နေပေးနေရကျမအထိုင်ပြီးအမိတ်ပေးနေရမဟုတ်ဘူးတကယ်လို့ကျမသာမရှိဘူးဆိုရင်ကလေးတွေဘယ်သူဆောက်ရှောက်မှာလဲသူတို့လင်မယားနေရအောင်ရံဖြစ်လုံလို့တော်တော်တခုလုံးလဲစိတ်ညစ်နေကြပါပြီအိမ်သားအပြင်တပြင်ပေါ်မှာကာလူကထိုင်နေပါကာလူကအခုလိုပြောလိုက်ပါအေးအကုရင်အကုလူနှစ်ယောက်ကဘာလို့ရံဖြစ်နေကြလဲအကုလူနှစ်ယောက်ကမနက်စောစောစီစီအိမ်နေရအောင်ဖြက်စီးပြစ်လိုက်တယ် အဲ့လိုနဲ့နောက်တညမှာတော့တိုနီယာညနေတဲ့အထိရေကန်သားမှာသူ့တငယ်ချင်းတွေနဲ့အတူကစားနေပိုင်းမနက်ခင်းသူ့အိမ်ပြန်တော့ပင်ကီးကထိုင်ဆောင်နေပိုင်းရှင်အိမ်အတွက်အစိမ့်လေးရောပူရဲ့လားတညလောကျမတယောက်တည်းကလေးတွေစောက်ရှောက်နေရတာဟာတငယ်ချင်းတွေနဲ့ခဏခဏအချိန်ဖြုံးလိုက်တော့ဘာများဖြစ်သွားလို့လဲအေးအေးရှင်ကရှစ်တငယ်ချင်းတွေပဲခေါင်းထဲရှိတယ်အိမ်နာအပြင်တပြင်မှာဒေါင်းငယ်လေးကထိုင်နေပိုင်းဒေါင်းငယ်လေးကအခုလိုပြောလိုက်ပိုင်းဟာကွာ ကြည့်ရတာသူတို့ရန်ဖြစ်စကားများတာနေတိုင်းအစင်လာဖြစ်နေပြီတင်တယ်။တနေ့မှာတော့ကလေးရီကစော်ရင်စော်ရင်နဲ့အတိုက်တွေကနေအောက်ပြုတ်ကျသွားပိုင်းအဲဒီခါမှာတော့ပင်ကီကအကျဲကြီးအော်ပြောလိုက်ပိုင်းဒါရီအားလုံးကရှင်အသုံးမကျလို့ဖြစ်တာရှင်ဒီမှာပဲရှိနေရမလားရှင်ကလေးတွေတိကျမကြည့်နိုင်ဘူးလားသူတို့နည်းရံပွဲကဘလောက်တောင်ကြီးသွားလဲဆိုရင်တောက်တွေကငှက်တွေအားလုံးစိတ်ညစ်နေကြပါပြီသူတို့အားလုံးကအဲဒီလင်များနှစ်ယောက်အကြောင်းကိုတောပီရင်ချင်းတိကြီးကိုတင်ပြမှဖြစ်မယ် သူပဲဖြည့်ရှင်ပေးနိုင်တော့မှလို့ဆုံးဖြတ်လိုက်ကြပါယ။အချိန်ခဏလောက်ကြာတော့ချင်းသေးကြီးကသူတို့လင်များနှစ်ယောက်ကိုခေါ်ခိုင်းလိုက်ပြီးအခုလိုလေးတန်မမာနဲ့ပြောလိုက်ပါယ်။နင်တို့နှစ်ယောက်ရံဖွဲရတောင်းအုပ်ရဲ့အေဂျင့်ကိုဖျက်ဆီးနေပြီ။နေ့တိုင်းအကြောင်းပြချက်အသိနေ့တိုင်းပြဿနာအသိပြောစမ်းတကယ်ပြဿနာအရင်မြစ်ကဘာလဲ။ဘယင်ကြီးရေသူကကျွန်တော်ဘယ်တော့မှနားမလဲပေးဘူး။ဘယင်ကြီးရေသူကမိသားစုတာဝန်တွေမသိဘူး။ ချင်းတဲ့ကြီးလည်းသူတို့ပြောတာတွေကိုအကုန်နားထောင်ပြီးအခုလိုပြန်ပြောလိုက်ပါတိုနီနီးရအိမ်နဲ့ကလေးတွေကယူဆိုင်ရမယ်ပင်ကီနီးရနေ့ယောက်ကြိုင်စူးစမ်းမှုချီကျူးရမယ်ပြီးတော့နီနိုနီးရလောနားလေထားရမှာအိမ်နောက်ကြီးကရံပွဲတွေနဲ့မဟုတ်ပဲအချင်းချင်းနားလေမှုနဲ့တိဆောက်ကြရတယ်တကယ်လို့နီနိုနီးရထွက်ပြီးရန်ဖြင့်နီနိုအတွက်အပြစ်တန်းနီနိုနီးရလောဒီတော့တရားထွက်သွားရမယ်ဘီရင်ကြီးဟေကျမတို့မြောက်ကိုခွလွတ်ပေးပါကျမတို့ကကိစ္စတည်တည်လေးနဲ့ရံမဖြစ်တော့ပါအောင်လို့ဘီရင်ကြီးကိုဂရိပေးပါရဲ့ ီးရင်ကျမတို့နှစ်ယောက်အတူအိမ်နဲ့ကလေးတွေစောက်ရှောက်ပါမယ်။အိမ်ညာစပြီးတော့တောင်းအုပ်ထဲမှာအေးချမ်းမှုလေးတွေတပံပြန်ပေါ်ထွက်လာပိုင်းလေးစားမှုချစ်ခင်ကျင်နာမှုတွေနဲ့ဘမော့ကိုဖြတ်တန်းကြရမှာဖြစ်ပါရဲ့လို့ဒီပုံမြင်လေးကသိရပါရဲ့နော်။တောင်းပြီးရင်ကျင်သေးတဲ့အမဲလိုက်တိတ်ငတ်အခုချိန်ဟာမိုးရသည့်ကာလဖြစ်ပိုင်းကောင်းကင်ပေါ်မှာချိန်မဲကြီးတွေအုပ်ဆိုင်နေပိုင်းတောင်းအုပ်တွေကမြစ်တွေလည်းရေရှမ်းနေပိုင်းငှက်တွေလည်းသစ်ပင်တွေပေါ်မှာထိုင်ပြီးအတံမျိုးစုံပြီးနေကြပိုင်း တောင်းအုပ်တွေကအမြင့်ဆုံးတစ်ပင်ပေါ်မှာအမဲလိုက်သိငက်ကြီးထိုင်နေပိုင်းသူရဲ့ကြောက်စရာကောင်းတဲ့အကြည့်တွေနှုတ်သီးချင်ချွန်တွေကအကောင်လုံးကိုခြောက်လန့်နိုင်ပိုင်းဒါပေမဲ့သူကတယောက်တည်းဘာမှမလုပ်နိုင်မောင်းသူနဲ့အတူသူရဲ့တစ္ဆာဆောင်ကြီးကန်းကာလူရှိပိုင်းဒါပေမဲ့သူကအယမ်းလေပိုင်းဆရာကြီးအခုလုံမိုးရွာနေတဲ့အချိန်မှာငှက်တွေအလုံးရဲ့အိမ်ကြီးကခိုင်ခန့်မှုနေသွားပြီဆရာခိုင်ကျွန်တော်ဘယ်ငှက်ရဲ့အိမ်ကအလွယ်တကူဖောက်ရမလဲဆိုတာကျွန်တော်စုံစမ်းလိုက်ပါမယ်ဟုတ်ကာလူ နေရအယုံကြည်ရသောတပည့်ပဲ။သွားပြီးရင်ငါစီတင်လာဖို့။ဂါလူနဲ့ချက်ချင်းထွက်သွားပိုင်းတောင်းရဲ့အလဲကသစ်ပင်တစ်ပင်မှာငှက်မာလီရာနိုကသူမရဲ့ကလေးတောင်းရောင်းတဲ့အတူနေထိုင်ပိုင်း။သူမရဲ့အိမ်တစ်ခုလုံးပန်းပွင့်တွေအရွက်တွေနဲ့အလှဆင်ထားပိုင်းသူမရဲ့ကလေးတွေကအယမ်းငယ်ပါသေးရင်ပြီးတော့ကလေးတွေကပိုင်းအယမ်းစားလို့အတန်တွေပြီးနေပိုင်းကျစ်တူရီမလေးဆိုနီကရာနိုရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်ပိုင်းဆိုနီယာအိမ်သာတပင်းတပင်းပေါ်မှာထိုင်ပြီးရာနိုကိုအခုလိုပြောလိုက်ပိုင်း မြမရာနှုတ်ရင်ဒီလိုမိုးရွာနေတဲ့အချိန်မှာဘာလို့အိမ်တွေအောင်းနေရလဲအခုလိုချိန်လေးမှာထီလေးဆောင်ပြီးအပြင်ရှောက်ပတ်တဲ့နေငါရဲ့အချစ်ရဆန်တော်တငယ်ချင်းလေးရေနေစိတ်မပူပါနဲ့ငါကလေးတွေရှိတဲ့နေရာသားငါအတွက်စစ်မှန်တဲ့အိမ်ပါပဲရာနှုတ်ရဲ့စကားကြတော့စုံနီလည်းပြုံးလိုက်ပါဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့အမဲလိုက်သိငယ်ကြီးတိုက်ခိုက်ပါကိုစိုးရင်နေပါ။အဲဒီချိန်မှာပဲကာလူကပုံပြီးအဲ့ဓာရီအကောင်လုံးထိုင်ကြည့်နေပါ။ကာလူကသိငယ်ကြီးစီပြန်ပြီးအခုလိုပြောလိုက်ပါ။ ဆရာကြီးရောင်နှုတ်ရဲ့အိမ်ဟာခိုင်ခန့်မှုအရန်နေပါသူ့မှာကလေးသုံးယောက်ရှိရေဆရာလို့ရှိရင်မနေ့ပြန်နေလဲစားအတွက်စိတ်ပူစရာမလိုတော့ဘူးဒါတကယ်သတင်းကောင်းမင်းဒီနေ့ရွာရဲမွားငါတို့အတွက်ပျောက်ပွဲရှင်ပွဲပဲအဲ့ဒီတော်ရဲ့ဘင်းကအချင်းသိကြီးဖြစ်ပါရှင်သိပင်ကြီးကအဲ့ဒီအမဲလိုက်တိတ်ငဲ့ရဲ့လှဲ့ခွက်ကိုစောစောသိရှိသွားပါ යි အဲ့ဒီလုံနဲ့ညရောက်လာပါ යි ညက်စည်းတွေကလည်းအယမ်းကိုလက်နေပါ යි ရန်နိုလည်းသူမရဲ့ကလေးတွေနဲ့အတူအိမ်ထဲမှာပုန်းနေပါ යි အဲဒီချိန်မှာပဲအမဲလိုက်သိန်းငယ်ကြီးကရောက်လာပါ යි သိန်းငယ်ရဲ့နောက်ကနေကာလူပါလိုက်ပါလာပါ යි ရာနိုးကလည်းသူတို့လာနေအောင်ကြည့်မိပါ යි သူတို့လာနေအောင်မြင်တော့ရာနိုးလည်းအယံကိုစိုးရိမ်သွားပါ යි ကြည်နေကြည်နေနဲ့အမဲလိုက်သိန်းငယ်ကြီးကရာနိုးနောက်ရောက်လာပါ යි အဲဒီမြင်ကွင်းကိုစက်တူရီမှစုံနေလဲကြည့်နေပါ යි သူမကအခုလိုအကျဲကြီးအော်ပြောလိုက်ပါ යි ချင်းသိပြင်းကြီးဘီရင်ကြီးရဲ့တော်ရရာကလေးတွေကိုဒုက္ခပေးမဲ့သူရောက်နေရဲ့လာကြည့်ပါဦး ချင်းသိပ်ဘီရင်ကြီးလဲစုံနီးရဲ့အတန်ကြတာနဲ့အမြန်ပြေးလာပိုင်းချင်းသိရဲ့အတန်ကြတာနဲ့အမဲလိုက်သိမ့်ငတ်ကြီးလဲစိုးရင်သွားပိုင်းဂါလူကအခုလိုပြောလိုက်ပိုင်းဆရာကြီးမြမြပြေးအောင်ချင်းသိလာနေပြီငါအောက်ဆိုးနေတဲ့တောင်းအုပ်တရားငှက်တွေဒုက္ခပေးဖို့လားဘသူတွေလဲဘီရင်ကြီးရဲ့တောင်းအုပ်တွေမှာစီးမြင်ရှိပိုင်းအိုင်ရင်ကြီးမိုင်းသူတွေကအိုင်ရင်နဲ့သူတွေစားကြတယ်ကျွန်တော်ကျွန်တော်လုပ်ရမယ့်အခွင့်အရေးတိုင်းပဲလုပ်နေရပါအိုင်ရင်ဆိုတဲ့အထိတ်ပြာသူမြောက်ချင်းချောက်ဖို့မဟုတ်ဘူးကဲတင်ရမှာ နေငါကလေးတွေအမဲလိုက်မင်းဆိုရင်အရင်ဆုံးနေနဲ့ငါရင်ဆိုင်တိုက်ခိုက်ရလိမ့်မယ်။အဲလိုပြောပြီးတော့ချင်းသိကြီးကအကျဲကြီးဟင်းလိုက်ပြီးတင်းငါကိုမောင်းထုတ်လိုက်ပိုင်းကာလူလည်းကြောက်ပြီးထွက်ပြေးသွားပိုင်းကာလူလည်းအဝေးတနေရာသွားပြီးတော့ပုန်းနေလိုက်ပိုင်းရာနိုလည်းအခုမှပင်တပြင်းချနိုင်မှာရယ်ကလေးတွေလည်းဝမ်းသာသွားကြပိုင်းအဲလိုနဲ့မနက်မိုးလေးလာပိုင်းမိုးကလည်းတိတ်သွားပါပြီတော်တော်တခုလုံးလည်းပျော့ပျော့ရွှင်ရွှင်နဲ့စီကားနေပါအောင်ရယ်အဲ့ဒီကံကာလူကအရန်ပိုက်စာနေပိုင်း ။သူကလေခွင်းနေပန်းရှောက်သွားနေပိုင်းမနဲ့ကလေးကသူ့ပါအစားမှရှာမတွေ့သေးပါဘူး။ဗိုက်စာလုံးလို့ကာလူလည်းအားမရှိသလိုဖြစ်နေပိုင်း။သူလည်းပင်ပန်းလာလို့တပင်းတပင်းပေါ်ခဏနားလိုက်ပိုင်း။ကြည့်ရတာဒီနေ့ရောငါအစာပြတ်ပြီးတရားတော်မင်းချင်းနေမနဲ့ကလေးအစားဖို့ဘာအစားမှမစားရသေးဘူး။အဲဒီချိန်မှာသူ့ရှိနာမှာလက်ဓာရီငှက်တကောင်စားနေကြတာတွေ့သွားပိုင်း။လက်ဓာရီလည်းဗိုက်ပြေးသွားတော့အဲဒီကနေပြန်သွားကြပိုင်း။ကာလူကဘလောက်တောင်ဗိုက်စာနေလဲဆိုရင် ဒီနေ့သူလည်းအသားစားဖို့တွေးလိုက်ပိုင်းကာလူလည်းအဲ့ဒီတင်ရဲ့ငှက်နှောင်းလာပြီးအသားရိစားပိုင်းငါအခုချိန်စပန်နံတွေပဲစားလာတာအသားစားရတာလည်းတမျိုးတော့ကောင်းတာပဲအသားအရန်နှုညံပြီးစားလို့တိတ်ကောင်းတာပဲဒီနေ့တော့တိတ်ကိုအဆင်ပြေသွားပြီကာလူလည်းအသားစားရတာအရန်ကြိုက်သွားပိုင်းနောက်တနေ့ကာလူပိုင်းစားလိုက်အခါမှာတော့စပန်နံရှာဖို့အပြင်ထွက်သွားပိုင်းဒါပေမဲ့သူစပန်နံစားရတာတိတ်အရသာမတွေးတော့ပါဘူးဒီစပန်နံစားရတာနည်းနည်းမှအရသာမတွေးဘူး မနေ့ကအသားစားရောမှာတကယ်အရသာခန်းစားရလားဒီစပန်းနံတွေထားလိုက်စမ်းမလျှောက်သွားကြည့်လာအောင်တနေ့ရရမှာအသားတွေအသားပဲစားတော့မယ်ကာလူးလည်းအသားရှာဖို့ထွက်သွားပါရင်အတိုက်တစ်ခုထဲမှာခုံငယ်ရဲ့ကလေးတွေရှိနေအောင်သူတွေ့သွားပါရင်သူကခုံငယ်ရဲ့ကလေးတစ်ယောက်ကိုယူသွားပါရင်သူရဲ့အမိပြန်ရောက်တော့တောင်းကျမ်းပါအောင်အမလီငါသားလေးကိုလူငါကိုလူလေးပဲရောက်သွားရလေငါသားလေးကိုလို့လည်းမတွေ့ပါလား။သူမရဲ့အော်တန်ကြတော့အနီးနားငှက်တွေလည်းအကုန်ရောက်လာကြပါရဲ့ အဲအမဘာပလီရေဘာလို့អော်ပြီးတောင်းချက်နေရလဲအမရဲ့သားကိုလို့ဘာဖြစ်လို့လဲညီမជីနူရေကျမရဲ့သားကိုလို့ကိုတီမာထားခဲ့ပြီးကျမအသာသွားရှာနေရဒါပေမဲ့ကျမပြန်ရောက်တော့သူ့ကိုမတွေ့တော့ဘူးသင်ငယ်တကောင်ကောင်သူ့ကိုယူသွားပြီတင်နေဟဲကျမတို့ရဲ့ရက်ွက်ကအရန်လုံးကြုံတဲ့ရက်ွက်လေဒီဘက်ကိုဘာသင်ငယ်မှလည်းမလာကြအောင်လေဒီလောက်ကိုသင်ငယ်တွေရလွဲပြီးဘယ်သူမှမလုံနိုင်အောင်လေကြည့်ရတာကျမတို့ရက်ွက်တဲ့သင်ငယ်တွေရောက်လာကြပြီတင်နေ ငါသားလေးကိုလိုယူသွားတဲ့တိတ်ငက်ကြီးဘဝပြတ်ပါစေ။ဘာပလီလည်းအယံကုန်ငိုယုံနေပါ යි ။သူတို့အားလုံးလည်းဘာပလီရဲ့သားကိုတိတ်ငက်တကာကောင်ယူသွားတာလို့ပဲထင်နေကြပါ යි ။အမဘာပလီ စိတ်ကိုအားတင်းထားပါ။ကျန်တဲ့ကလေးတွေကိုလည်းတေချာခရူးဆိုင်အောင်။ဘာလို့လဲဆိုတော့တိတ်ငက်ကနောက်ထပ်လေထပ်ပြီးလာနိုင်သေးတယ်။နောက်တနေ့ကျတော့ကာလူကအဲရက်ကွက်ကဇီးကွက်ရဲ့ကလေးတယောက်ကိုယူသွားပါ යි ။ထပ်ပြီးလည်းပွဲစုသွားပါ යි ။မနေ့ကဘာပလီရဲ့ကလေးကိုတရားရောက်ယူသွားတယ်။ ဒီနေ့ကျမရဲ့ကလေးကိုရှူသွားပြန်ပြီနေတိုင်းအခုလိုလုပ်နေရဘူးလေဒီနေ့ကျမတို့ရဲ့အတိုက်တွေတေချာလေးဂရုစိုက်မှဖြစ်သွားမယ်မဟုတ်ရင်အဲ့တိတ်ငက်ကကလေးတွေကိုတယောက်ချင်းနဲ့အကောင်ကောင်အောင်ရှူသွားမှာတိုင်းမေတာအရန်ထူးဆန်းမှုကောင်းနေကျမတို့ခုချိန်ထိဒီမှာတိတ်ငက်တကာမှမတွေ့ဘူးဘူးလေကျမတို့ဒီလိုလုပ်မယ်အဖွဲနှစ်ဖွဲခွဲလိုက်မယ်အဖွဲတစ်ဖွဲကအစာရှာထွက်ဆိုင်ကျန်တဲ့ဖွဲကကလေးတွေနေရဲ့အတိုက်တွေကိုဝိုင်းစောက်ရှောက်ထားကြမယ်အဲ့ဒါမှအတိုက်တွေဒီတိုင်းကြံမနေခဲ့မှာ ငှက်တွေအကောင်လုံးလဲကျင်းနူးရဲ့အကြံသဘောတူပါရင်အိမ်နောက်ကစပြီးသူတို့ရဲ့အတိုက်တွေဒီတိုင်းမထားခဲ့တော့ပါဘူးကာလုံးနေတိုင်းအိမ်နားကနေပတ်သွားနေပါရင်ဒါပေမဲ့ဘယ်အတိုင်းမှလူကြီးမရှိရမတွေ့ပါဘူးကြီးရတာဒီငှက်တွေကအတူပါပြီးအတိုက်တွေဒီတိုင်းမထားခဲ့ဖို့တိုင်ပေထားကြအထင်နေအခုတော့ဒီမှာတားဆောင်ရဖို့ဆိုတာခက်ခဲသွားပြီအိမ်ရစပြီးကာလုံးကတခြားနေရာကနေတားကောင်ပြောင်းရှာပါရင်ကျင်းနူးတို့နေရဲ့ရက်ွက်ဘက်ကမလာတော့ပါဘူးအဲ့လိုနဲ့နေရအနေငယ်ကုံဆုံးသွားပါရင် ငှက်တူရဲ့ကလေးတွေကလုံးဝပေးခင်ပါ යි ။ကြည့်ရတာငါတို့လက်နဲ့အသုံးဝင်ပြီးတင်နေ။ခုတော့အဲ့ဒီတိုင်ကငါတို့ရဲ့အတိုက်တွေလာမတိုက်ခိုက်တော့။ကြည့်ရတာငါတို့ကသူတို့ရဲ့အတိုက်တွေဒီတိုင်းမထားခင်ဘူးဆိုတာ။အဲ့ဒီတိုင်ကတိသွားရနေမှာ။ငါထင်တော့သူနောက်ထပ်တိုက်ခိုက်တော့မှာမဟုတ်ဘူး။မဟုတ်ဘူးအကုန်မီသူ။ကျမထင်တော့ဒီဘေးအနေရကနေမกินသေးဘူး။ကျမတို့အခုလိုပဲကျမတို့ရဲ့အတိုက်တွေစောက်ရှောက်ထားတင်နေ။အဲ့ဒီတိုင်ကနောက်တစ်ခါလေးထပ်ပြီးတိုက်ခိုက်နိုင်သေးရဲ့။မဟုတ်ဘူးမဟုတ်ဘူးညီမကြီးတို့ ဲ့လိုတွေမဖြစ်ဘူးအဲ့တင်းကဒီကိုလာပြီးမတိုက်ခိုက်တော့ဂျီနူလည်းငါတို့ဆက်ပြီးအတိုက်တွေဆောက်ရှောက်ဖို့လိုသေးရဲ့ဆိုတာရှင်းပြပေးမယ်လေဘသူမှသူမရဲ့စကားနားမထောင်ကြပါဘူးအဲ့တော့သူတို့ကအခုနောက်ပိုင်းကိုရန်အစားရှာထွက်တော့မယ်လို့ဆုံးဖြတ်လိုက်ပိုင်းဒါပေမဲ့ဂျီနူကတော့အခုချိန်ထိကြောက်နေတော့မှပဲနောက်တခါထပ်ပြီးတင်းရလာတိုက်ခိုက်အောင်မယ်ဆိုတာသူမသိနေပါဘူးအဲ့လိုနဲ့နေရအနေငယ်ကုံဆုံးသွားပါရင်အလုံးအစင်ပြပြပါပဲဂျီနူကအခုချိန်ထိသူမရဲ့အတိုက်ကိုစောက်ရှောက်နေတော့မှာပဲ သူမရဲ့ကလေးတွေစီမြဲမြဲပြန်လာလို့ရအောင်ခံဝေးဝေးကိုအစာတော့မရှာပါဘူး။ကလေးတို့ရင်အဲ့တဲ့ငက်ကအချိန်မရွေးပြန်လာတိုက်ခိုက်နိုင်နေ။အဲ့ဒါကြောင့်ကလေးတို့အားလုံးအမြင်တတိရှိရှိနေမှရမယ်။အမေလည်းအရန်ဝေးရဲ့နေရာတွေထိအစာထွက်မရှာပါဘူး။ကလေးတို့တခုခုအနေနဲ့ရင်ဆိုင်နေရပြီဆိုရင်អော်လိုက်ကြနော်။အမေချစ်ကျင်ပြန်လာခဲ့မယ်။အဲ့လိုနဲ့နေရက်တွေကုံဆုံးလာနေပါ යි အခုလောက်ဆိုရင်တော့အဲ့ရက်ကွက်ကငှက်တွေလည်းအတိုက်ကိုဆက်ပြီးစောက်ရှောက်နေရမှာမဟုတ်ဘူးဒီနေ့တော့ငါအဲ့ရက်ကွက်ထဲပဲသွားပြီးတားကောင်ရှာရမယ အဲလိုတွေ့ပြီးကာလူကဒီနေ့ဂျီနူရဲ့ရက်ွက်တဲကိုသားကောင်ရှာဖို့ထွက်သွားပါတယ်။သူကအဝေးတနေရာမှာထိုင်ပြီးငှက်တွေအပြင်ထွက်သွားရင်သူတို့ရဲ့အတိုက်ထဲကနေကလေးကိုယူဖို့စဉ်းစားနေပါတယ်။ခဏလောက်နေရောဂျီနူကအစာရှာဖို့ထွက်သွားပါတယ်။ကာလူကချက်ချင်းသွားပြီးဂျီနူရဲ့အငယ်ဆုံးကလေးလေးကိုယူသွားပါတယ်။ဂျီနူရဲ့ကြံရဲ့ကလေးတွေက ချက်ချင်းအတန်ပေးပါတယ်။ဂျီနူလည်းသူ့ကလေးတွေရဲ့အတန်ကိုကြတော့ချက်ချင်းပြန်ရောက်လာပါတယ်။အဲဒီခါမှာတော့သူမရဲ့ကလေးကိုတိမ်ငတ်မဟုတ်ဘဲကာလူယူသွားနေရတွေ့သွားပါတယ်။ ဂျီနူလည်းချက်ချင်းမင်းကာလူးနောက်ကိုလိုက်ပိုင်ဂျီနူရဲ့ကလေးတွေရဲ့အော်တန်ကြတော့တခြားငယ်တွေလည်းသူတို့နောက်ကိုလိုက်သွားကြပိုင်ကာလူးကအဝေးတနေရာသွားပြီးဂျီနူရဲ့ကလေးကိုစားကာနီဆဲဆဲမှာပဲဂျီနူနဲ့တခြားငယ်တွေရောက်လာကြပိုင်သူတို့အားလုံးပေါင်းပြီးဂျီနူရဲ့ကလေးကိုကယ်လိုက်ပိုင်ဟဲ့ကာလူးဆော့နေမှာနည်းနည်းလေးမှအွှတ်မရှိဘူးလားနေရငါတို့ရက်ကွက်ထဲမှာနေပြီးငါတို့ရဲ့ကလေးတွေပြန်စားနေရဲ့ငှက်တွေအားလုံးရောက်နေရောကာလူးနဲ့အရိုက်ခံရတော့မယ်ဆိုတာသိပါ යි အဲ့ဒါကြောင့်သူကပုံပြင်လုပ်ပြီးစပြောပါအောင်ရင်မဟုတ်ဘူးမဟုတ်ဘူးငါအနစ်ကလေးကိုစားဖို့ရှူလာတာမှမဟုတ်တာတကယ်တော့ငါ့ကိုတင်ငက်တကာဖိအားပေးနေရအဲ့ဒီတင်ငက်ကငါတို့ရဲ့ကလေးတွေသူ့စီမယူသွားပေးဘူးဆိုရင်ငါ့ကိုရောငါမိန်းမနဲ့ကလေးတွေရောစားပစ်မယ်လို့ငါ့ကိုချင်းကြောက်ထားတယ်ညီမကြည့်နေရငါလည်းတကယ်မတက်နိုင်လို့ပါငါအနစ်ကလေးကိုစားဖို့တွေးအောင်မတွေးနိုင်ပါဘူးငါစပန်နာမေးစားတာဒိုင်းမဲ့အကူကလို့ရှင်ရှက်တဲ့မိုင်းရှင်အားရှင်ကလေးရဲ့အသက်ကိုကယ်ဖို့ ျမကလေးရဲ့အသက်ကိုစတီးဖို့လုပ်ခဲ့တယ်။ဒီမှာညီမကြီးနူငါမတက်နိုင်လို့သာလောက်ရတာပါ။ငါနေရာမှာနေသားဆိုရင်လည်းအခုလိုပဲလုပ်မှာပါ။ငှက်တွေလည်းကာလူလောက်ကြံပြောတဲ့ပုံမျိုးယုံသွားကြပါရဲ့။နင်းတို့လည်းသိရတဲ့အတိုင်းပဲလေ။ငါအသားမှမစားတာ။ငါစပန်နာမည်စားတာလေ။ဒါရီအကောင်လုံးငါမတက်နိုင်လို့သာလောက်ခဲ့ရပါ။အမတို့ကျွန်တော်ခွလို့ပြီးကြပါ။ကျွန်တော်ဒီကနေအဝေးဆုံးထွက်သွားပါမယ်။ငှက်တွေလည်းသူ့စကားကိုကြုံပြီးသူ့ကိုတောင်းခွင့်ပေးလိုက်ပါ යි ။ကာလူလည်းအဲဒီကနေထွက်သွားပါ යි ။ တပတ်မှလည်းជីနုကကာလူတကူကူကြံစီနေရလို့ရိမ့်မိနေပိုင်းជីနုကသူ့စကားတွေမယုံမအောင်ဒီကာလူလိန်ပြောနေရစွာသိကြတယ်နင်တို့တို့သတိထားကြမဟုတ်ရင်အကြီးကြီးဆုံးရှုံးနေနိုင်ရလိမ့်မယ်မဟုတ်ပါဘူးជីနုရဲ့ကာလူကအသားမစားဘူးလေကာလူကဇပန်နာမည်စားတာလေဒါရီကိုတိန်ကကဖိအားပေးလို့တော့သူလုံးရနေမှာပါအကုန်မိသူအကိုတို့ဘာလို့ကျမစကားတွေနားမလည်နိုင်ရလဲဒီကာလူကတကွမဟုတ်တကွလိန်ပြောနေတာသိကြတယ် ဒီတခါမှလည်းငှက်တွေကជីနွေရဲ့စကားမယုံကြပြန်မောင်းသူတို့လည်းအင်ကိုစီပြန်သွားကြပါင်ရဲ့အနေငယ်လောင်တွေရောကာလူကခုံငယ်ရဲ့အတိုက်ထဲကနေကလေးကိုယူသွားပါင်ជីနွေရဲ့အတိုက်ထဲကကလေးတွေလည်းမြင်သွားပါင်သူတို့ကအတန်တွေစပီးကြပါင်သူတို့ရဲ့အတန်ကြောင့်ជីနူးချက်ချင်းရောက်လာပါင်သူမလည်းချက်ချင်းခုံငယ်မကြီးကိုတွားပြီးအတိုက်ထဲကနေခုံငယ်ရဲ့ကလေးကိုကာလူယူသွားပြီးဆိုတာတွားပြောပြပါင်သူတို့ကာလူစီရောက်တဲ့အချိန်မှာတော့ကာလူကအဲ့ကလေးကိုစားပြီးနေပါပြီ ီတစ်ခါတော့မျက်တွေအားလုံးကစိတ်တုန်နေကြပါငါနီတို့အများကြီးရှင်းပြခဲ့ပါဒီကာလူကလိန်ပြောနေရလို့ဒါပေမဲ့နင်တို့ငါစကားနားမထောင်ခဲ့ကြအောင်အခုတော့ဒီကာလူကိုသူ့လုံးရဲ့အတွက်အပြစ်ပေးမှရတော့မင်းမျက်တွေလည်းကာလူကိုတစ်ပင်တစ်ပင်မှကျိုးရည်နဲ့ချီထားလိုက်ပါပြီးတော့အဲ့ဒီတစ်ပင်ကိုမီးရှို့လိုက်ကြပါကာလူလည်းအဲ့နေရာမှာတင်တည်သွားပါအောင်ရယ်အခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့နဲ့နော် နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။